ရှေ့မှာပွင့်တော်မူပြီးဖြစ်တဲ့ဖရာလေးစုစလုံးဒီနေရာမှာပဲဖရာပွင့်ခဲ့တာဖရာအစူစူတိုင်းရဲ့အောင်မြေပေါ့ဗုဒ္ဓဘာသာတတိစတဲ့နေရာပေါ့နော်ဟောအခုတော်တော်မနက်စာစားပြီးပေါ့နော်မနက်စာစားပြီးဆိုတော့ကာကြတော့ဟောဟောလည်းမဟာဘောဓိဖရာဖရာသွားမယ်အိမ်မှာတတဌာနအဲမှာခုနှစ်ဌာနပေါ့နော်ဖရာအာတရင်ပြောပါကြီးညာခဲ့တဲ့ခုနှစ်ဌာနကိုသွားသွားမယ်ဤကတော့ဒီပါပါ ယ်ပေါ့နော်ဟိုဟာကိုအတဘောနဲ့ကိုဒီမှာဝယ်တာချမ်းသာမျိုးပြီးတာကန်းသာမျိုးဘလို့ပါနေတဲ့ဘာလို့လဲဆိုတော့ဂျင်းထီမှာဆိုလို့ပေါ့နော်ဟုတ်လဲဟုတ်တယ်အဲ့လိုသူကတယောက်ကိုအစလုပ်ပြီးတော့ဝယ်ပြီးရပြီးပြီးရဆိုလို့ရှိရင်နောက်ပါလူအုံကြီးပုံလာလို့ရှိရင်မနိုင်တော့ဘူးထင်ပါလားနေရာကြတာဒီခုနှစ်ဌာနမှာပထမဦးဆုံးနေရာပေါ့เนาะခရီးဖွင့်တော်မူတဲ့နေရာပါအမင်းညာတော်ကြီးတို့ဒီတဲကိုဝင်ဖူးပြီးပါတယ်အခုတစ်ခေါက်ထပ်ဝင်ရမှာပါ ဒီအနောက်မှာဘောရီညောင်ရှိတယ်အဲ့ဒီဘောရီညောင်မှာဖះကတရားထိုင်နေတာပေါ့နော်အဲ့ဒီဖះတရားထိုင်နေတဲ့ပလင်ကိုအစ်စ်ကိုငုံပြီးတော့မှဒီဘောကနေဖះတဲလိုက်တာအဲ့တော့အခုရေတို့ဒီမှာမြင်နေရတဲ့ပလင်ကဒါဖះရဲ့ပလင်အစ်စ်ပါ ဒါဖရားပွင့်တော်မူတဲ့ဘောရီညောင်ပေါ့နော်ဖရားကဒီဘောရီမမမဟုတ်ဘူးရှေ့မှာပွင့်တော်မူပြီးဖြစ်တဲ့ဖရားလေးစုစလုံးဒီနေရာမှာပဲဖရားပွင့်ခဲ့တာဖရားအဆူဆူတိုင်းရဲ့အောင်မြေပေါ့ ီနေရာမှာကြတော့အာမြတ်စွာဘုရားဖျားဖြစ်ကြောင်းမြတ်ပြမာရီကကျုံမတန်နေရာဖြစ်တယ်ပေါ့နော်မယုံကြည်သေးတဲ့ခါကျတော့မြတ်စွာဘုရားဒီမှာကောင်းကင်ဘက်ကိုပြန်တက်ပြီးတော့မှာအာတကိုးပြခဲ့တဲ့နေရာပါဒီပထမဌာနဖြစ်တဲ့သူဘုရားပွင့်တဲ့နေရာရဲ့ဒုတိယဌာနဖြစ်တဲ့ဒီတကိုးပြတဲ့နေရာရဲ့ဂျာထဲမှာဒီမြတ်ပြမာရီကဖန်ဆင်းပေးထားတဲ့လမ်းပေါ့နော်ယတနာစင်းကြံလို့ခေါ်တာပေါ့အဲ့ဒီလမ်းလေးမှာဖခင်က9ရက်လုံးလုံးစဉ္ညာလျှောက်ခဲ့တာပါ အခုဒီမှာပန်းနေရေချမ်းနေစီမီတွေဒါလှူဒန်းထားတဲ့ဒီနေရာလေးကဖရာစင်းညာလျှောက်ခဲ့တဲ့နေရာမှာဒီကနေပြီးတော့အဆုံးဒီလိုအရှည်ပေါ့နော်အရှည်ကပေ60ရှိရယ်ဒီလိုအနားကတော့၄ပေရှိအမြင့်က3ပေရှိကိုကြီးတို့တတိယနေရာနေပြီးတော့စထုပ်တနေရာကိုသွားနေရပါသူကဖရာကြီးရဲ့ဒီနောက်ဘက်မှာရှိတာပေါ့ အာဒါဒိဋ္ဌာနမျိုးပေါ့နော်ဒီနေရာမှာမြတ်စွာဘုရားကဒီအဘိဓမ္မာခုနှစ်ချမ်းကိုဆင်ញင်တော်မူတယ်အဘိဓမ္မာခုနှစ်ချမ်းနဲ့နောက်ဆုံးပဋ္ဌာန်းချမ်းကိုဆင်ញင်မူပြီးရဲ့နောက်မှာဗာကြောင်ကြီးတော်6တွေထွက်တယ်အဲအဲတကူပြရယ်ပေါ့နော်အဲ့ခါကျတော့အော်ဒီဗုဒ္ဓဘာသာကြီးကဒီနေရာရောက်ပြီဆိုလို့ရှိရင်အဲဒီပဋ္ဌာန်းကိုရွတ်ဖတ်တယ်ဆင်မူတယ်ဘယ်အောင်ကရွတ်ဖတ်မှာတော့လဲနော်အဲ့ဒီအရာ ကြရတယ်အာဒီနေရာကတော့ဒါငါးနေရာမြောက်ပေါ့နော်အာဒီနေရာကကျတော့ဗုဒ္ဓဘာသာဝင်အတွက်အရင်ရေးကြီးရဲ့နေရာတနည်းဟာဘာဖြစ်လို့လဲဆိုတော့ရက်ဆော့ဘုရားသူတည်မြင်လာတဲ့တရားတော်တွေကိုပေါ့နော်အော်အရင်မြင်မာတဲ့အတွက်ကြောင့်မို့လို့လူတွေကနားမလည်နိုင်ဘူး ကိုဆိုပြီးတော့မှမဟောတော့ဘူးဆုံးဖြတ်ထားရင်းနဲ့ဆုံးဖြတ်လိုက်တာပေါ့တွေးလိုက်တာပေါ့လေအဲမြန်မာတွေကြတော့ဒီအတွေးကိုသူကတိနိုင်တယ်လေတိနိုင်တဲ့ခါကျမြန်မာကြီးတွေကအာဖယားကိုအဲဒီလိုတော့မဆုံးဖြတ်ပါနဲ့ဟောတော့ကိလေသာပါတဲ့လူတွေငဲတဲ့လူတွေရှိတယ်နောက်တရားတော်ကိုရနိုင်တယ်ဆိုပြီးတော့မှတိုက်တွန်းတဲ့အတွက်ကြောင့်မို့လို့ဟိုတရားတရားဖယားတရားဟောဖို့ပြန်ဆုံးဖြတ်လိုက်တာဟောတော့ဗုဒ္ဓဘာသာတတိစတဲ့နေရာပေါ့နော် ဒီကတော့600မြောက်ရောက်ပြီမှာပုံပုံရှင်းပြနေပုံပုံရှင်းပြနားထောင်ပြီးလို့ရှင်ပြန်လာပြောပြမယ်ငွေရုပ်ထူထားအဲသူတို့ဒီဒေတာရဲ့ကိုစားပြုတဲ့ရုပ်ထူထူထားခုနှစ်ဌာနဆိုတာတနေရာမှာ9ရက်9ရက်စီတည်င်းသုံးတာ။ဟိုမှာ9ရက်ပြီးတော့ဒီနေရာမှာလာပြီး9ရက်တည်င်းသုံး။ဒီမှာတည်င်းသုံးတော့ဆိုအချိန်အခါမဟုတ်ဘဲနဲ့မိုးကြီးလေကြီးတွေကြာတော့ငကားမင်းရနေပြီးတော့ဖျားကို ခွေပြီးတော့သူ့ရဲ့ပပင်းနဲ့ပေါ့နော်အမိုးမိုးတံလေးတွေကနေကောက်ွယ်အောင်မအမိုးလုတ်ပြီးထားပါပေါ့အဲ့တော့ဒီတို့နိုင်ငံတွေမှာအများတိုင်းပေါ့နော်တွွတ်တွွတ်နေကြဖျားမှာငကားပတ်ပြီးတော့ဒီလိုအမိုးနဲ့အုပ်ထားတဲ့ဖျားဟိုမြင်နေကြဒီနေရာကနေပြီးတော့စတာပါအဲ့ဒါကိုအစွဲပြုတ်ပြီးတော့မှပုံစံတူတွေအဲစင်တူတွေထုပြီးတော့ကိုးကွယ်ကြတာပေါ့လေနောက်တစ်ခုကဒီတို့ကြားမှုနေကြမုံစလိန်နာအိုင်လေးအဲအဲ့ဒါဒီနောက်မှာရှိပါတယ်မုံစလိန်နာအိုင်မှာပြန်လဲဆုံးမဲဟောတဲ့ဗီဒီအဲ့လိုမျိုးအဲ့လေ ကယ်ပြန်ဆုံသွားယောက်ျားနဲ့မင်းမလည်းပြန်ဆုံသွားရင်မုံစလိန်နာအိမ်မှာဒါဆောဆောအကြီးပြောခဲ့တဲ့မုံစလိန်နာအိမ်မှာအောင်ဖျားကိုမှပတ်ပြီးတော့ဒီလိုမျိုးဟိုဟာမွေးရန်ထားရလဲမုံစလိန်နာငကားကြီးပေါ့နော်အဲ့ကြောင့်တော့မုံစလိန်နာအိမ်ဖြစ်သွားတာအာမြန်မာပြည်မှာဆိုရင်တော့ငကတ်ယုံဖျားပေါ့မြန်မာခေါ်ရတော့ဟုတ်ကဲ့ကဲ့ကဲ့ ဒီနေရာကတော့ဒါနောက်ဆုံးနေရာပေါ့နော်900 900နေရာမြောက်ပေါ့တရားကဒီမှာ900ရက်သတင်းသုံးနေတဲ့အချိန်မှာ49ရက်မြောက်တဲ့နေ့မှာဒီအဲတဖူတာနဲ့ဗလီကာဆိုတဲ့ညီနောင်နှစ်ပါး ဖះရှင်ကိုလာပြီးဖူးတာအဲ့မဲ့အဲ့ချိန်မှာကဖះဖြစ်နေပြီဖះပွင့်နေပြီဆိုတာလူတွေကဘယ်သူမှမသိသေးဘူးဘာလို့ဒီညီနောင်နှစ်ပါးကသိလဲဆိုတော့သူတို့ရဲ့အရင်ဘဝကမေတော်ကဒီဥရုဝေဒတော်ထဲမှာရုပ်ကဆိုးဖြစ်ရုပ်ကဆိုးဖြစ်နေတော့သူကသူ့သားနှစ်ယောက်ကိုဖះပွင့်နေပြီဆိုပြီးတော့တည်င်းပေးလိုက်တော့အဲ့ညီနောင်ကတခြားတိုက်ကအဲ့ဥက္ကလာဘတိုက်ကနေပြီးတော့ရောက်လာပြီးတော့ဖះကိုလာပူးတယ်ပြီးတော့ဆုံးကတ်တယ်ပေါ့နော်ဖះက49ရက်လုံးလုံးဝဆုံးမစားဘဲနဲ့ရေမတောက်ခင်းနဲ့ဒီမှာတရားကျင့်တာ49ရက်ရှိပြီအဲ့မှာပထမဦးဆုံးဒီညီ နောက်နှစ်ပါးကတ်တဲ့ဆုံးကိုပြန်စားတာပေါ့စားပြီးတော့ဘုရားသူ့ရဲ့ဆန်တော်တွေကိုလက်ဆောင်ပေးလိုက်တယ်ပြီးတော့အဲ့ဒီနောက်နှစ်ပါးဥက္ကလာပါတိုက်ကိုပြန်သွားတဲ့ခါမှာဥက္ကလာပါတိုက်ဆိုတာညီတို့ရဲ့ရန်ကုန်ပေါ့ညီတို့နေတဲ့နေရာအဲ့မှာရွှေတဘုံဘုရားကြီးကိုပြန်တည်လိုက်တာပေါ့ အော်ဒီတမိုင်းရွှေကုန်ဖရားရဲ့တမိုင်းနဲ့ဆက်ဆက်နေတဲ့ဒီနေရာလေးပေါ့လေနောက်တစ်ခုကဒီနေရာမှာဖရားကဒီနီနောက်နှစ်ပါးကိုသူတရားပြတဲ့အချိန်မှာဗုဒ္ဓံတရဏဏ်ရဲ့ဓမ္မံတရဏဏ်ရဲ့နှစ်ပါးနှစ်ခုပဲရှိသေးရပေါ့နော်တရဏဏ်ကောင်ကနှစ်ပါးပဲရှိသေးတယ်တန်ငံတရဏဏ်မပေါ်ပေါက်သေးတန်ငံတရဏဏ်ကနောက်ဒီမိမိကရာဝုံတော်ရောက်တော့မှတန်ငံတရဏဏ်ပေါ်ပေါက်လာပေါ့ခုနှစ်နေရာစလုံးတော့ယူလို့ပြီးသွားပါပြီအခုတော့ပြန်ရမယ့်အချိန်ရောက်ပါပြီ ခုလာတဲ့နေရာတွေကကျွန်တော်တို့ဒီတမိုင်းတွေကိုမသိဘူးဆိုလို့ရှိရင်တော့ဟောဖရားတစုညောင်မင်းရှိတဲ့နေရာဒီလိုမျိုးပဲပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကျွန်တော်ဂိုင်းနဲ့လာတဲ့ခါကျတော့ကျွန်တော်တို့သက်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာဘလို့စဖြစ်ပေါ်လာတယ်ဒီချိန်မှာအစုံအုံမဲ့မှာအာမတန်ကုန်နှစ်ပါးပဲရှိသေးတဲ့အချိန်တွေကြုံတွေ့လာရတယ်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာတရားအနေနဲ့ကတော့ဒါအရန်ကိုအရေးကြီးရပေါ့နော် ဒီနေရာမြောက်ခင်ထီကတော့ဒါတွေယုံကြည်တတ်ဝင်မယ်မဲ့လဲဟောဟုတ်ရောဟုတ်လို့လားပေါ့နော်တကယ်တမ်းဒီနေရာတွေကိုရောက်တယ်ဒီမြေကိုနင်းတယ်ဒီနေရာမှာဒါတွေတကယ်ဖြစ်ခဲ့တာဆိုတော့တမိုင်းတွေတိသွားတဲ့အချိန်ကျတော့ခေကိုရင်ထဲထိရောက်သွားတာပေါ့တော်ဝင်တော်ဝင်တော်ဝင်ယုံကြည်မှုပို့ပြီးနှံ့နေလာတော့ပေါ့နော်အားလုံးပဲတတပါ